မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာတော်ဥပရမရေးသားသောပြိတ္တကိုးနှင့်ရုပ်ကစိုးဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူသူဒ္ဒရဝေအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစေရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါဦးရှင်တက္ကရီ1230ခုနှစ်ချိန်မန္တလေးမြို့နန်းဒီမင်းုံမင်းရကြီးလက်ထက်တခိဏယာမဖုန်ကြီးကျောင်းတိုက်ကို အစအဦးတီထောင်တော်မူသောဇဂရာဘိဝန္တာတိပိကရဒရာမဟာယာဇတိရာဇာကူရုဘွဲတစိတ်တော်ရဆရာတော်ကြီးသည်တပည့်စာသင်သားယဟန်တန်ဃာတော်ပေါင်းမြောက်များစွာကိုစာပေပို့ချလျက်ရှိရာတွင်စာဝါများပိတ်၍တပည့်စာသင်သားများမိမိတို့ဇာတိယထံပြန်လို့လျက်ဆရာတော်ကြီးအားလျှောက်ထားကြရသည် ထိုအခါဆရာတော်ကြီးကမောင်ပစင်မိသည့်ရဲ့ပြန်လာမည်နည်းဟုမိန့်ရှိသည်ပြန်သွားမည်ယဟန်တော်ကမိသည့်ရဲ့အရောက်ပြန်လာပါမည်ဖះဟုလျှောက်ထားလျင်ဆရာတော်ကြီးသည် ်ထိုယဟန်ပြန်လာမည့်ရက်ကိုပရပိုက်ထဲတွင်ရေးမှတ်ထားလေသည်ထိုရေးမှတ်ထားသောရက်ထက်ကျော်လွန်ပြီးရောက်လာပါကထိုယဟန်အားတိုက်သားအဖြစ်လက်မခံတော့ပြီ တချိန်သောအခါမြမပြည်အထက်ပိုင်းမင်းငင်းမြို့နယ်ကျွာတရွာမှဥဒမနန္ဒအဘွဲ့အမည်ရှိစာသင်သားရန်တပါးသည်မိမိနေရက်သို့ခိတပြန်လိုကြောင်းဆရာတော်ကြီးအားခွင့်ပန်းလျှောက်ထားသည်ဆရာတော်ကြီးကမောင်မစင်းဘယ်နေ့ပြန်လာမည်လဲဟုမေးလျင်တပည့်တော်ဝါဇူလာဆန်းရှိရက်နေ့အရောက်ပြန်လာပါမည်ဖျားဟုပြောထားသည်ထို့အခါဆရာတော်ကြီးက ဥဒမနာရပြည်ယောင်းရက်ကိုပရဝိုက်တွင်ရေးမှတ်၍ကဲမောင်မစင်းသွားတော့ဟုခွင့်ပြုလေသည်ဥဒမနာရသည်စကြတော်ကြီးခွင့်ပြုချက်ရသဖြင့်မင်းကိပြုနှင့်မိမိဇာတိရွာသို့ပြန်ခဲ့လေသည်ဇာတိရွာရောက်၍မိဘဆွေမျိုးများထံနေသင့်သလောက်နေပြီးမန္တလေးမြို့ဘုရားကြီးကျောင်းတိုက်သို့ဝါဇူလာဆန်းရှိရအမိရောက်ရန် နေုံလပြေကြော်စားတွင်ရက်ရွာမှခြေချင်းခီးဖြင့်ထွက်ခဲ့လေသည်မိမိရက်ရွာမှခြေရင်းမြေအရောက်နှံ့ညအိတ်လောက်ခြေချင်းသွားရသည် ချင်းရင်းမြေရောက်လျင်လှေကြုံစီးပြီးမန္တလေးသို့ဆုံရမည်ဖြစ်သည်ဥဒမနန္ဒသည်မိမိနေရမှထွက်ခွာလာရာချင်းရင်းမြေမရောက်ခင်လမ်းလိုက်ပင်တနေကုန်သွား၍ တဲ့ရရွာ၌ညအရာလေးသည်နောက်တနေ့နဲ့နဲ့ထိုးရွာမှထွက်ခဲ့ရတွင်လည်းမိမရောက်ခင်နေဝင်သွားပြန်၍ရောက်သည့်ရွာ၌တကားတူဤအိမ်သို့ဝင်ပြီးဒီရွာ၌ဘုံကြီးချောင်းရှိပါသလားဟုမေးရာတကားကအရှင်ဖုရားဘဲကလာ၍ဘဲကိုကြောက်ဖို့ပါလဲဖုရားဟုရှောက်ထားသည်ဘုံကြီးကအာဃာနုယဟန်ပါမန္တလေးမြို့သွားရန်လာခဲ့တာပါအခုအချိန်လင့်သွားလို့ဒီရွာချောင်းမှာတညတာဝင်ပြီးကျိတ်ဆက်လို့၍မေးခြင်းဖြစ်ပါတယ်မှန်ပါဒီရွာမှာချောင်းတော့ရှိပါတယ်ဖုရားအခုအရှင်ဖုရားတပည့် ဲ့တော့အိမ်မှာခစ်တအမောပန်းဖြီးပြီးတောက်ရည်များဖုံးပေးပါအောင်ဟုရှောက်ထားသည်။အာကန်တုကဝတ်ကိုလည်းကြေပေါ်စွာပြုစုသည်။ထိုအခါအနီးနားရှိအိမ်တို့မှတကာတကာမများလည်းရောက်လာကြသည်။ဥတ္တမနန္ဒနှင့်တကာတကာမများအလဘတလဘစကားမေးမြန်းပြောဆို၍ခဏမျှကြာသောအခါဥတ္တမနန္ဒကကဲကဲတကာကြီးများဖုံးကြီးကိုကြောက်လိုက်ပို့ကြပါ အရှင်ဖျားအချိန်လဲနေပါပြီဒီတညအိမ်မှာပဲကျိန်းတော်မူပါဟုရှောက်ထားကြသည်ကြောင်းရှိလျင်ကြောင်းသာလိုက်ဖို့ကြပါဟုဥဒမနန္ဒကအမိန့်ရှိသည်ကြောင်းရှိပါ၏ရှိတော်လဲအိမ်၌ကျိန်းတာကတင့်လျော်မည်ဖြစ်ပါသည်ဟုတကားများကရှောက်ကြပြန်သည်ဖုန်ကြီးဆိုတာကြောင်းလိုက်တာလျှောက်ပတ်တယ်အခုဒီရွာမှာကြောင်းရှိပါလေအဖဲကြောင့်ကြောင်းကိုမပုတ်လို့ပဲအိမ်၌ကျိတ်ရံသာရှောက်နေကြတယ်ဟုမေးလေသည်ဤတွင်တခါတူကတပည့်တော်တို့ရွာအင်ဂျီတရားကျော်ရှိလာသောအခါ ရွာမှာကြောက်ရှိမှတင့်မီဟုရဲရွာလူကြီးများတိုင်ဝင်ကြပြီးကြောက်ဆောက်ရန်နေရာကြည့်ကြပါသည်ထိုအခါရွာဦး၌ညောင်ဝင်းကြီးရှိသောမြေနေရာကိုတေကခန့်ကြောင်းဝင်းဖြင့်တပ်မတ်၍ညောင်ဝင်းကြီးကိုပါကြောင်းဝင်းနဲ့တွင်ပြီးဝင်းခတ်၍ကြောက်ဆောက်ကြပါသည်ကြောက်ဆောက်ပြီးသောအခါတင့်လျော်သောဖုန်ကြီးတစ်ပါးကိုပင်၍ကြောက်တင်ကိုးကွယ်ကြပါသည် ဖုန်ကြီးရှိ၍ကျောင်းသားများရောက်လာကြပါသည်ထိုကျောင်းသားများကညောင်မင်းကြီးအောက်သို့နေစဉ်ဆော့ကြကစားကြပါသည်ဒီလိုနဲ့တနေ့တော့ဖုန်ကြီးမှာရုတ်တရက်နာမကျဖြစ်ပြီးပြန်တော်မူပါသည်ဒီအချင်းရာကိုတခါတခါမှများအเจ้าမျိုးတို့ထူးစီကိုမိသူမှသတိမထားမိကြပါဖျားထို့နောက်ဖုန်ကြီးတစ်ပါးပြည့်၍ကျောင်းတင်ကြပါသည်ထိုဖုန်ကြီးလည်းခုနှစ်ရက်မြောက်နေရသေးသည်ပြန်လွန်တော်မူပြန်ပါသည်နောက်ဖုန်ကြီးတစ်ပါးထပ်ပြီးကျောင်းတင်ကြပြန်သည်ထိုဖုန်ကြီးလည်းခုနှစ်ရက်နဲ့ပြန်တော်မူသွားပြန်သည် ထို့ကြောင့်ရက်ရွာတကာတကာမတို့မှာဖုန်ကြီးသုံးမဆက်၍ပြောင်းတော်မူသဖြင့်နောက်ထပ်ဒီเจ้า၌ဖုန်ကြီးလုံးဝမတင်ဝဲတော့ပါတို့ဖြစ်၍အရှင်ဖျားအားအိမ်၌ကျင်းရန်လျှောက်ထားကြခြင်းဖြစ်ပါသည်ထို့အခါဥဒမနန္ဒကကျောင်းသာလိုက်ပို့ကြဟုအမေရှိသည့်အတွက်လူကြီးလူငယ်20ကျော်တို့ကတော့ရတလေးအလိုက်တမီစီဝါမီစီတို့ကို ရှူတိုင်လို့၍ကျောင်းသို့လိုက်ပို့ကြသည်ကျောင်းရောက်သောနေရာများပြုပြင်ခင်းခြင်းပြီးအရှင်ဖျားသတိနှင့်သာကျိတ်ဆက်တော်မူပါဟုလျှောက်ထား၍တခါများပြန်သွားကြလေသည် ဖုန်ကြီးဥဒမနန္ဒသည်တတိတရားလက်ကင်ထားလျက်ကရင်ပေါ်၌ယုတ်ချိမိတ်သေးပဲဖျားရှိခိုးမြေတာပို့သည်ထို့နောက်ပြောင်းဆက်ရင်ပရိကြီးဆက်တဲ့သူကိုတစ်ခေါက်ပြီးတစ်ခေါက်ရွတ်ဆိုနေသည်ထို့သူရွတ်ဆိုနေစဲတွင်လူတို့ဥကဲ့သို့ဝှက်ဖြူစေချံတဲ့ပုံကိုတရားအကြောင်းပေါ်တက်လာသည်ကိုဥဒမနန္ဒမြင်ရသည်ဥဒမနန္ဒသည်လျှောက်ဆက်ရာမှထားတိုင်းသည်ပရိကူမူကယွတ်မြဲယွတ်နေသည်ထို့သူမှာဖုန်ကြီးနှင့်မနီမဝဲတွင်ရက်နေသည်ပရိယွတ်ပြီးသည့်အခါဥဒမနန္ဒကအကလာညအခါအကြောင်းပေါ်တက်လာသူမှာမြည်သည် ည်းပုဂ္ဂိုလ်ဖြစ်သည်ဟုအမည်ရှိသည်ထိုသူကကြောင်းဝင်းအတွက်ရှိညောင်မင်း၌နေသည့်ယုတ်ကစိုးနှင့်ဖြစ်ကြောင်းလျှောက်ထားသည် ထိုအခါဘုန်းကြီးကတခါယုတ်ကစိုးဤကြောင်း၌ဘုန်းကြီးသုံးပါးဇက်တိုက်ပြန်လုံတော်မူကြောင်းဘုန်းကြီးအားရက်ရွာတခါတခါမှများကလျှောက်ထား၍သိရသည်ဤကိစ္စတခါယုတ်ကစိုးမင်းဤပြောကကဲ့လို့ပါဤလို့ဟုတိုက်ရိုက်မေးမြန်းသည် တပည့်တော်ဤပယောဂဖြစ်ပါသည်ဟုရုက္ကဇိုးမင်းကမကွယ်မဝက်ပြန်လျှောက်သည်အဘဲကြောင့်ဖျားရှင်ဤတပည့်သားယဟန်တော်များကိုအသက်စီဝိန်ချုပ်အောင်နှုတ်ဆက်ဖြည့်စီရသည်နည်းဟုဖုန်ကြီးကပြစ်တင်ပြောဆိုသည်ထိုအခါရုက္ကဇိုးကတပည့်တော်ဤညောင်မင်းအောင်၌ကြောင်းသားတကယ်များပျော်ရွှင်ကစားကြရုံများမကအညစ်အကြေးများစွန့်ကြပါသည်အကင်ခတ်တို့ကိုလည်းချိုးဖဲ့ဖြည့်စီကြပါသည်ဤပြုမှုတို့ကိုတီးမခံနိုင်သည့်အတွက်ဤကြောင်း၌ဖုန်ကြီးမရှိမှသာကြောင်းသားတကယ်များမလာဘဲနေကြမည်ဟုကြံစည်မိပြီး ်ကျောင်းဖုန်းကြီးများကိုပြန်တော်မူအောင်နှောက်ယှက်ဖျက်ဆီးပါသည်ဟုလျှောက်ထားလေသည် တခါရုပ်ကစိုးတင်ပြောသည့်စကားအရာနောင်ခါညောင်မင်းအောက်ကလေးတငယ်များအညစ်အကြေးဆိုရင်အကိုက်ခတ်ဖြတ်စည်းခြင်းတို့မပြုလုပ်အောင်ရက်ရွာတခါတခါမှများအားဖုန်ကြီးပြောခဲ့ပါမည်တခါတော့ရုပ်ကစိုးမင်းကလည်းနောက်နောက်ရောက်ရှိလာမိဖုန်ကြီးနဲ့ကြောင်းသားတို့ကိုနှောက်ယှက်ခြင်းမပြုပါဟုဂရိပေးရန်ဖုန်ကြီးမြစ်တာရက်ခံပါသည်တပည့်တော်မနှောက်ယှက်တော့ပါဘုရားဟုရုပ်ကစိုးကဝန်ခံဂရိပြုသည်ထို့နောက်ရုပ်ကစိုးနဲ့သည်ဥဒမနန္ဒထံ၅ပါးသီလခံယူပြီးကြောင်းပေါ်မှဆင်းသွားသည်ဤတွင်မှဖုန်ကြီးလည်းစိတ်ချလက် ချကျိမ့်ဆက်ရလေသည်နနက်လင်းသောတခါတခါမှများစုယုံပြီးရာခုစွန်စသည်ယူဆောင်၍ကြောင်းသို့ရောက်ရှိလာကြသည်ညကချမ်းသာစွာကျိမ့်ဆက်ရပါ၏လို့ဟုလျှောက်ကြသည် ထိုအခါညကရုပ်ကစိုးနှင့်ပြော့ဆိုကြသည့်အကြောင်းစုံကိုဖုံးကြီးကအမိန်ရှိသည် တက္ကရာကမများအလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ကြ၍ဒီတဝါဒီเจ้า၌ဝါကပ်ပါရန်ဖုံးကြီးအားလျှောက်ထားကြသည်ဥဒမနန္ဒလည်းဒီမှာဝါကပ်၍မဖြစ်ကြောင်းညင်းပယ်တော်လဲမရသဖြင့်ဤเจ้า၌ပင်ဝါကပ်ရတော်သည်ဝါလာကျွတ်တော်တစောင်းလုံးလာစမ်းရှိရနေမန္တလေးမြို့ဖျားကြီးတိုင်ရောက်သည်ဆရာတော်ကြီးထံရောက်လာကြောင်းလျှောက်ထားသည်ဆရာတော်ကြီးကမိသူလဲဟုမေးသည်တမဲ့တော်မင်းကင်းကဓမ္မနန္ဒပါဖျားဟုလျှောက် ောက်တဲ့နေ့ထိုအခါဆရာတော်ကြီးသည်ပရပိုက်ကိုယူကြည့်ပြီးမောင်မစင်းဝါဇိုလာဆန်းရှိရဲ့အရောက်လာပါမည်ဟုပြောသည်ယခုဝါကျုံမရောက်သည်အဖဲကြောင့်နေဟုအမိန်ရှိသည်ဥဒမနန္ဒကသူတွေ့ကြုံခဲ့ရသည့်အကြောင်းချင်းရာအလုံးစုံကိုရှောက်ထားလေသည်ဆရာတော်ကြီးသည်စိတ်ဝင်စားစွာပင်နားထောင်နေသည်ပြီးတော့ကနေရမထကအခန်းတွင်ကတင်ကန်းတစုံယူလာ၍ဥဒမနန္ဒအားအလှခံပါဆိုပြီးလှူလေသည် ထိုနှင့်တပါတဲ့တာမဏေတပါးကိုခေါ်၍အချက်ပေးသည့်အုံမောင်းခေါ်တုံးကြီးကိုခောက်ခိုင်းသည်တုံးတန်ကြား၍ဆရာတော်ကြီးကြောက်လိုက်သူယဟန်တာမဏေများရောက်လာကြသည်ထိုအခါဆရာတော်ကြီးကယနေ့ကစ၍ကြောက်တဲ့ရှိတပည့်ယဟန်တာမဏေအလုံးပရိကြီးဆက်တဲ့သူကိုအရကြက်၍ပြန်ပြကြရမည်အသည့်အသည့်ရောက်ရှိလာသောယဟန်တာမဏေတို့လည်းထိုပရိကြီးဆက်တဲ့သူရရှိသောပုံကိုမှသာလျှင်ဤကျောင်းတိုက်ဤတိုက်သားဖြင့်လက်ခံမည်ဟုအမိန့်ထုတ်တော်မူသည်ထိုအချိန်မှစ၍ ဖျားကြီးတိုက်နေရဟန်းတာမဏေတို့သည်ပရိကြီးဆက်တသောအကုန်ကြမှတ်၍အရာဆောင်ကြရသည်မှာယခုတိုင်ဖြစ်သည်ဟုသိရပေသည်ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်